ျွန်တော်ခုရောက်ရှိနေတာတော့ကိုရီးယားနိုင်ငံဖျောင်းချမ်းမှာရှိတဲ့ဖီမင်းဟင်းစကိတ်ကွင်းကိုရောက်နေရပါ2018ခုနှစ်ကဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကိုဒီကွင်းမှာကျင်းပခဲ့တာဖြစ်ပါတယ်ဒီဟင်းစကိတ်ကွင်းကရန်လာပြည်နာမည်ကြီးတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ကိုရီးယားနိုင်ငံမှာဆောင်းရာသီအလယ်ရဲ့အပန်းဖြေဟင်းစကိတ်စီးကွင်းတွေအများကြီးရှိတဲ့နေရာမှာဒီကွင်းကအကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ် စကိတ်စီးဖို့အတွက်ဝစ်စုံတွေစကိတ်ဘုံနဲ့လိုအပ်တဲ့ပစ္စည်းတွေငှားဖို့အတွက်ဈေးမိကြည့်တဲ့အခါမှာဈေးရင်ကြီးတာကိုသိလာပါတယ်။အဲဒါနဲ့ပဲ homemade ဒီမီနေမိကြည့်တဲ့အခါမှာအပြင်ဆိုင်တွေကအတွင်းဆန်တဲ့ဈေးပိုတတအောင်သိလိုက်ပါတယ်။အဲဒါနဲ့ပဲကျွန်တော်အပြင်ဆိုင်တွေသွားပြီးငှားခဲ့ပါတယ်။အပြင်ဆိုင်တွေကတော့အတွင်းတွေကဆန်တဲ့ဈေးပိုတတပါတယ်။အတွင်းတွေကဆန်ရတော့၄နာရီကို1တသိန်းနဲ့မှ၈တောင်းပေးရပါတယ်။အပြင်ဆိုင်တွေကတော့၄နာရီအပြည့်စီကို1တသိန်းတောင်းပေးရပါတယ်။အဲဒါနဲ့ပဲကျွန်တော်တို့ လိုအပ်တဲ့ပစ္စည်းတွေနှားခဲ့ပါတယ်။ဆိုင်းရန်လူတွေကသဘောကောင်းပါတယ်။ကျွန်တော်တို့အတွက်စကိတ်ဘုံနဲ့လိုအပ်တဲ့ပစ္စည်းတွေပြင်ပေးတယ်။မတိရာတွေမိတဲ့အခါလဲစိတ်ရှိရှိနဲ့ရှင်းပြပေးပါတယ်။ဖနက်စည်းတဲ့အခါကျွန်တော်တို့တတိထားတင်ပါတယ်။ဖနက်အချို့အတက်ကအရန်ခတ်ပါတယ်။အဲဒါကြောင့်မလို့ဆိုင်းမှာတခါလေးလေ့ကျင့်ခဲ့တင်ပါတယ်။တောင်ပေါ်မှာဖနက်ချွတ်မယ်ဆိုရင်ပြန်စီရအရန်ခတ်ပါတယ်။အာပြီးတော့ဒီဆိုင်းမှာကျွန်တော်တို့ဝင်မဲ့အင်ဂျင်နဲ့ အဝတ်အစားတွေကိုဒီဇိုင်းလှလှလေးလေးယူလို့ရပါတယ်ကိုယ်ချက်သက်ဖက်ရှင်ယူလို့ရပါတယ်အကျွန်တော်ကတော့အင်ဂျီအဖြူနဲ့ပေါင်းပြီးအမဲလေးယူခဲ့ပါတယ်နင်းစကရေးယူချတဲ့အခါကိုနဲ့တင်းတော်မဲဟာယူချတဲ့မှာတယ်စကီနဲ့ဘိုးလူဆိုပြီးတော့အမျိုးအစားနှမျိုးရှိပါတယ်စကီကတော့အပြားတစ်ခုစီပေါ်ခြေထောက်တင်ပြီးလုံးနဲ့အားပြုပြီးတော့စီရတာဖြစ်ပါတယ်ဘလူးကတော့အပြားတစ်ခုတည်းပေါ်ခြေထောက်စုံတင်ပြီးခန္ဓာကိုယ်နဲ့မလဲအောင်အချိန်ထင်းရတာဖြစ်ပါတယ်။စကီနဲ့ဘလူးဘယ်ဟာရွေးရမလဲဆိုရင်နှစ်ခုလုံးကအစာပန်းမှာတော့ခက်ပါတယ်။ အဒီကိုရီးယားသားကိုမေးကြည့်တဲ့အခါစကီကတုတ်ပါတယ်ဆိုပေမဲ့အချိန်ထဲရတာခက်တယ်လို့ပြောပါတယ်ဘလူးကတော့တင်းရတာမြန်နဲ့အစာပိုင်းမှာတော့ခက်တယ်ထင်ရပေမဲ့နောက်ပိုင်းမှာအသားကျသွားရင်စီးရတာလွယ်တယ်လို့ပြောပါတယ်တင်းရတာလွယ်မယ်ထင်လို့မို့ကျွန်တော်ကဘလူးကိုရွေးချယ်ခဲ့ပါတယ် Hello အားလုံးမင်္ဂလာပါအခုကတော့ကျွန်တော်ချောင်းချန်းကိုမှရှိတယ်နှင်းတောင်မှာစကီသွားစီမှာပါဒီနှင်းတောင်ကတော့ကိုရီးယားနိုင်ငံမှာနာမည်ကြီးတဲ့စကီကွင်းလည်းဖြစ်ပါတယ်ဒီမှာအိုလံပစ်ပြိုင်ပွဲတွေပါလို့ဆိုရင် ေးစကိတ်ကွင်းမှာပဲကျင်းပါပါကျွန်တော်ဒါပထမအဦးဆုံးစီးမှာပါပထမဆုံးခုစီးဖို့တော့တွားမှာပါထဲထဲမှာဆိုရင်ဒါဒီငားမယ်ဆိုရင်တသိန်း6000လောက်ပေးရပါတယ်ဒီအပြင်ဘက်ဆိုင်မှာဆိုရင်တော့တသိန်း2000တသိန်း2000ပတ်ဝန်းကျင်အဲ့လောက်ပဲကြပါတယ်ဉာဏ်စိမ့်ဝင်စားစရာကောင်းမယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်ဒီစကိတ်စီးလိုက်ခဲ့ကြပါခုကတော့စကိတ်စီးဖို့အတွက်ကျွန်တော်တို့တငယ်ချင်းတွေဝယ်ပြီးဖြစ်နေပါပြီ။ QR ticket နဲ့စကန်ဖက်ပြီးတော့ကျွန်တော်တို့အထက်ထဲကိုဝင်ရပါမယ်။ ဒီအထဲထဲမှာလာရောက်စောက်ထားတဲ့သူတွေအများကြီးရှိတာကိုမြင်တွေ့ရပါတယ်။ဒီဆောင်းအန်ဒီအားလည်းမှာနှင်းစကိတ်စီတီယံကိုရီးယားလူမျိုးတွေရဲ့စိတ်ထွက်ပေါက်တစ်ခုလည်းဖြစ်ပါတယ်။ဒီမှာစကိတ်စီဖို့အတွက်ရွေးချယ်စရာကွင်းကြီးလည်းအများကြီးရှိပါတယ်။တောင်ထိပ်ပေါ်တက်လာပြီးတော့တောင်ထိပ်ကနေပြီးတော့အောက်ကိုစီးဆားမှာပါ။ပထမဆုံးအနေနဲ့တောင်ထိပ်ပေါ်တက်မယ်ဆိုရင်ကေဘယ်စီးပြီးသွားရပါမယ်။ပထမဆုံးစီးဖို့လာဆိုတော့ဒီကိနေ ေပဲစီးဖို့အတွက်တန်းစီရပါမယ်။ကျွန်တော်ပထမဆုံးစစီးတဲ့နေ့မှာပဲကျွန်တော်တို့အမားတွေနဲ့စတွေ့ခဲ့ပါတယ်။ဘာဖြစ်လို့ဆိုရင်ဒီမှာစောင့်နေတဲ့သူတွေကကျွမ်းကျင်အဆင့်ရှိတဲ့သူတွေပါ။ဒီကေပဲစီးပြီးတဲ့အမေကကျွမ်းကျင်မှုရှိတဲ့သူတွေစီးမယ်နေရပါ။အဲဒါကျွန်တော်တို့တငယ်ချင်းတွေမတီးဘဲနဲ့မှားပြီးတော့စီးလိုက်မိပါတယ်။စကေးစီးဖို့အတွက်စကေးကွင်းအမျိုးအစားရွေးချယ်တဲ့အခါအရန်အရန်အရေးကြီးပါတယ်။ ခြေခံဆင်အလက်တန်းဆင်ကျွမ်းကျင်ဆင်ဆိုပြီးတော့ကွင်း၃မျိုးရှိပါတယ်အခြေခံဆင်ကတော့ပထမဆုံးစစီမဲ့သူတို့အတွက်အဆင်ပြေပါတယ်ကျေပြန်ပြီးညှင်းတာတဲ့စောစောင်းတွေရှိတဲ့အတွက်လေ့ကျင့်လို့အကောင်းဆုံးပါလေ့ကျတဲ့အခါလဲနာကျင်မှုကိုတက်တာစေပါတယ်အလက်လက်တန်းဆင်ကတော့စောစောင်းမျိုးမျိုးနဲ့စင်ခုမှုတွေကြားမှာလေ့ကျင့်မှုတွေစမ်းသပ်မှုတွေပြုလုပ်လို့ရပါတယ်ကျွမ်းကျင်ဆင်ကတော့အရင်မြင်ပြီးမတ်ဆောက်တဲ့စောစောင်းတွေအတားစီးတွေကြားမှာစကေးတွေပြလို့ရပါတယ်။လဲကြရင်လည်းအရင်နာပါတယ်။ ပထမဆုံးစစီမဲ့သူတို့တက်ကတော့ဒီနေရာအရင်အနေနဲ့များလို့မလို့ကျွမ်းကျင်စင်းအောင်မှာတွားတင်ပါဦး။ကူကတော့ကျွန်တော် Facebook တွေ Keyway Senior ဖြစ်ပါတယ်။အဲပြီးတော့ဒီမှာကျွန်တော်တငယ်ချင်းနေအောင်လည်းပါပါတယ်။ဟုတ်ဆက်လက်ပါ။ကျွန်တော်မင်္ဂလာပါ။ Skate စီစီနေတာ။ရံပြပုံကောင်းနေ။ဒါကျွန်တော်သုံးရတာပထမဆုံးချိန် Skate စီမှာဖြစ်ပါတယ်။ဒီဒီကူကတော့ Keyway စီပြီးတော့တောင်ကုန်းကိုတက်နေတော့တောင်ကုန်းမှာနေအောက်ကိုပြေးချင်း show ချမှာပါ။ စားလုံးချိန်ဆိုပေမဲ့စိတ်လုံချဖို့အရင်ကောင်းပါတယ် ဒီနေရာတော့ hat အပတ်မှာတခြားနေရာတွေနဲ့ဆိုင်ရင်ဒီနေရာပို့ပြီးတော့ show shop ဖြစ်ပါတယ်ဒီနေရာမှာကျွမ်းကျင်မိသားစုတွေနဲ့ professional ရှိတဲ့သူတွေစီးတဲ့နေရာပါပြီးတော့ဒီမှာ champion ပြန်ပွဲတွေပါတယ်မှာဆိုရင်ဒီနေရာနေပြီးတော့ပြန်ပွဲအမြင့် show ဈေးပြန်ပွဲကိုဒီနေရာမှာကျင်းပတာပါအခြေခံစားစီမဲ့သူတွေကတော့ဒီနေရာအရင်အန်ဒီအများပါတယ်ပြီးတော့ show ဆောင်နေရာလည်းအရင်အရင်ကျင်းပါတယ်ကျွန်တော်တို့ကွင်းမှပြီးတော့ကျွမ်းကျင်အဆင့်ကိုမှဆင်ရပါပါ ဒီမှာရှိရသူကတော့ကျွမ်းကျင်ဆင်ရှိပြသားသူတွေဆိုတော့ဒီမှာစီးကြတဲ့သူကတော့အေးစီစီပါပဲသူတို့အတွက်ကတော့ဒီဟာအရန်လွယ်ပါတယ်အခုမှစားစီးတဲ့ကျွန်တော်တို့အတွက်ကတော့ဒီနေရာအရန်အရန်ခတ်ပါတယ်ဒီတောင်ကအရန်မြင့်ပြီးတော့စောစောက်ကလည်းအရန်အရန်မြင့်ပါတယ်ဒီတောင်ရဲ့အမြင်အရဆိုရင်မီတာတစ်ထောင်နေပြီးတော့အောက်ကိုဖြည်းဖြည်းချင်းစောစီးရပါပေါ့အရန်မဆောက်တဲ့အတွက်အချိန်ထင်းရတာခတ်ပါတယ်ကျွန်တော်တငယ်ချင်းကတော့အောက်ကိုဖင်ထမ်းပြီးတော့အလိုမျိုးဖြည်းဖြည်းချင်းစင်းပါတယ် ကျွန်တော်လည်းလဲကြခဲ့တာအခေါပေါမနေပါဘူးကျွမ်းကျင်စင်မှာရှိတဲ့စောစောင်းတွေကမဆောက်ပြီးအရင်မြင့်တဲ့အတွက်လေ့ကျင့်ရတာအရင်ခက်ပါတယ်အစာပိုင်းမှာတော့လဲနီပေါင်းမျိုးစုံနဲ့ကျွန်တော်လဲခဲ့ပါတယ်အဲနောက်ပိုင်းမှာတော့နည်းနည်းအသားကျပြီးတော့အပရိဖန်နီနဲ့အရှိန်ထင်းနီကိုကျွန်တော်တည်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကဘလောက်ပဲလဲလဲဝှက်ထားတဲ့အင်ဂျီတွေပေါင်းမိတွေအုတ်ထုတ်တွေကြောင့်မလို့လဲကြတဲ့အခါနာကျင်မှုကိုတက်တာစေပါတယ် အခုကတော့ပထမဆုံးချိန်စကိတ်စီရဆိုတော့အနေတော့မစိုးဘူးလို့ပြောမှာပါအာနောက်တစ်ခေါက်တော့လာပြီးတော့စီမယ်ဆိုရင်ကျွန်တော်ပုံမှန်တက်ဆိုင်ကျွမ်းကျင်ပါမယ်လို့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တူးချောင်းစီတန်းကိုကျေးဇူးတင်ပါတယ်လို့ပြောရင်အားလုံးဒီညနေနှုတ်ဆက်ပါတယ်